ဇုံမြတ်သူစာရဲ့အတိုင်းဝိုင်းဘက်ကခြူစားရလို့တည်င်းလွှင့်လာတဲ့အတွက်မခံမရနိုင်ဖြစ်နေတဲ့ပိုင်ဆိုးစံပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာဆယ်လီအင်ဆိုင်ဒါပေးကနေပြီးတော့ပရိသတ်တီအားလုံးကိုပြန်လည်လို့ကြိုဆိုပါရရှင်ပိုင်ဆိုးစံက အမျိုးသမီးတယောက်ဖြစ်ကနေအမျိုးသားတယောက်လိုခန္ဓာကိုယ်အချိုးအစားတွေနဲ့အပေါ်ပိုင်းအစိတ်ပိုင်းတချို့ကိုပါပြုပြင်ပြောင်းလဲထားခဲ့တာဖြစ်ပါတယ်။ဒါအပြင်အမျိုးသားတယောက်လိုနေထိုင်ရတာခြိုက်တဲ့တွန်ပွိုင်းတွေကိုကိုကျင်းစားတဲ့စိတ်နဲ့ပိုင်ဆိုးဆန်းကအခွင့်အရေးတွေရအောင် ရှေးဆောင်လမ်းပြအချိုးစားရနဲ့နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။ဒါအပြင်ပိုင်ဆိုးဆန်းကိုပို့ပြီးတော့နာမည်ကြီးလာစေရတဲ့အကြောင်းရင်းက ။ဇိုမြင့်သူဆောင်နဲ့တွဲနေရလို့သတင်းထွက်ခဲ့တာအကြောင်းမှာပိုင်စိုးစန်းကပြီးခဲ့တဲ့နှစ်ဒီမှာနမဲကြီးမင်းသမီးတယောက်နဲ့တွဲနေရဆိုတဲ့အကြောင်းကိုအသိပေးခဲ့ပါတယ်။ဒါအပြင်ဇိုမြင့်သူဆောင်ဘက်ကလည်းမိန်းကလေးမဟုတ်ယောက်ျားလေးမဟုတ်တဲ့သူတယောက်နဲ့တွဲနေရလို့ဖွင့်ဟခဲ့တာပါ။ဇိုမြင့်သူဆောင်နဲ့ပိုင်စိုးစန်းကရင်းနှီးမှုလည်းအတော်အသင့်ကိုရှိခဲ့တာဖြစ်တဲ့အတွက်သူတို့နှစ်ယောက်တွဲနေရလို့သာအားလုံးကယူဆခဲ့ကြရလဲဖြစ်ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့လမှာပဲပိုင်စိုးစံက မင်းသမီးနဲ့အဆက်အသွယ်မရှိဘဲဆက်ဆံရေးတွေဖြတ်တောက်လိုက်ပြီဆိုတဲ့အကြောင်းကိုတရားဝင်အသိပေးလာခဲ့တာဖြစ်ပါတယ်။နာမည်ကြီးမင်းသမီးနဲ့ချစ်သူတွေဖြစ်ခဲ့တယ်ဆိုတာကိုဝန်ခံပေးမယ်။အခုချိန်မှာပတ်သက်မှုမရှိဘူးလို့ပြောလာခဲ့တာပါ။အခုလိုအသိပေးလာခဲ့ရတာကတခြားအကြောင်းအရာတွေလည်းရှိရာကြောင်းဖြစ်ပါတယ်။အဲ့ဒါကတော့လမ်းခွဲပြီးတဲ့နောက်ပိုင်းမှာနာမည်ကြီးမင်းသမီးဘက်ကနေစကားတချို့ထွက်လာခဲ့တာကြောင်းဖြစ်ပါတယ်။ပိုင်းစိုးဆန်ကနာမည်ကြီးမင်းသမီးကိုတွေးခဲ့တယ်ဆိုတာပိုင်းလုံးချင်လို့နာမည်ကြီးဖို့အခု ူထုံလှုပ်တာဆိုပြီးတော့စကားတန်ကထွက်လာခဲ့တာပါနမဲကြီးမင်းသမီးကိုခူထုံလှုပ်ပြီးတော့အနုပညာလောကမှာနမဲရအောင်ကြိုးစားတာဆိုပြီးတော့ပြောဆိုကြတာတွေကပိုင်စိုးဆန်ရဲ့တိတ်ခါကိုထိခိုက်စေခဲ့ပါတယ် ချူစားရဲလို့ပြောခဲ့တာတွေကြောင့်ချူရဲလို့ပြောရင်တက်တည်နေတကွလာပြပါဆိုပြီးတော့ပိုင်ဆိုးဆန်ကထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။ပိုင်ဆိုးဆန်တို့ကလမ်းခွဲတဲ့အချိန်မှာအေးအေးဆေးဆေးသာလမ်းခွဲခဲ့ကြတာပါ။ဒါအပြင်ချစ်ကြိုက်တုံးကလည်းပိုင်ဆိုးဆန်ဘက်ကအတင်းဝင်လုံးခဲ့တာမဟုတ်ပဲ နှစ်ဦးနှစ်ဖက်ချက်ကြိုက်တာအကြောင်းသာချက်သူတွေဖြစ်ခဲ့တာပါ။ဒါကြောင့်မို့လဲပိုင်းလုံးလှုပ်ဖို့ခွင့်ဖန်တာမဟုတ်တလို့အခုလိုဝေဖန်တာမျိုးမလုပ်ကြဖို့တောင်းဆိုလာခဲ့ပါတယ်။ဒါအပြင်တွင်နေတဲ့အချိန်တုန်းကလည်းပိုင်းစိုးစံနာမည်ကြီးမင်းသမီးဂုံဒိခါကြအောင် ဟောရရင်လောက်တာမျိုးလည်းမရှိခဲ့ပါဘူးအခုလက်ရှိမှာမင်းသမီးရဲ့အတိုင်းဝိုင်းဘက်ကတရင်လွှင့်တာကိုပိုင်ဆိုးဆန်ကတီးမခံနိုင်ဖြစ်နေရပါပိုင်ဆိုးဆန်ကတဖက်မင်းသမီးကိုလေးစားရနေနဲ့သူတွေ့ခဲ့တဲ့သူရဲ့နာမည်ကိုလုံးဝကိုထုတ်မပြောခဲ့ပါဘူးပရိသတ်တရားတော့စုံမြတ်သူစာနဲ့ဆိုတာသိကြတာမို့ပြတ်သွားတဲ့အပေါ်မှာအံ့အားသင့်နေကြတာပါဒါအပြင်သူတို့နှစ်ယောက်မမြင်နိုင်ဘူးဆိုတာပရိသတ်တရားကြိုပြီးတော့တည်ထားပြီးသားဖြစ်ပါတယ်အသက်အရွယ်လဲကွာခြားတဲ့သူတွေဖြစ်တဲ့အတွက် ရေရှည်မြဲဖို့ဆိုတာမလွယ်သလိုအပေါင်းအသင်းနဲ့အတိုင်းဝိုင်းရလဲသဘောတူဖို့မဖြစ်နိုင်တာအကြောင်းပါပိုင်စိုးဆန်ကအစိုးမြတ်သူစားနဲ့နာမည်ထွက်တဲ့အချိန်တုန်းကလည်းမောင်နှမတွေလိုသာ ဖြည့်ရှင်းပေးခဲ့တာတွေပါအခုချိန်မှာထောက်ပြပြောဆိုလာခဲ့တယ်။ဒါကြောင့်မို့လဲအစိုးမြတ်သူစားနဲ့တွဲနေတယ်ဆိုတာသိကြတဲ့လောက်ကိုရှိနေရလဲဖြစ်ပါတယ်။အစိုးမြတ်သူစားရဲ့အတိုင်းဝိုင်းဘက်က ခြုံစားရလို့တည်နှင်းလာတဲ့အတွက်မခံမရနိုင်ဖြစ်နေတဲ့ပိုင်းစိုးဆန်အပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးခဲ့ပါအောင်ဗီဒီယိုလေးအစုံလေးလိုက်ပါကြည့်ရှုပေးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်